အားလုံးပဲမြင်ပါပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်26ရက်ဆယ်လ2025ကနေတရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကန်တာတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်စာကလာမှာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေအဘလိုကန်တရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အဲကျမကြီးနဲ့ပတ်သက်ပြီးစပြောကြပါတော့ဗျာနော်အဲကျမကြီးနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာ အကျိုးအယိုးစစ်တွေပေါ့နော်နာကျင်ကြိုက်ခဲတာမျိုးလေးတွေဖြစ်တဲ့ခြေစစ်လက်စစ်တွေနာကျင်ကြိုက်ခဲတာတချို့ကလေးဘက်နာပုံစံလေးတွေဖြစ်တဲ့ဒါအပြင်ခါးချောင်းညက်တာတွေအဲခါးနာနေတာအဲခြေောက်တွေဒူးတွေနာနေတာဒါမျိုးတွေအစားတော့ဖြစ်တဲ့ကိန်းဆိုတော့သတိတော်ထားပေးလေတချို့လေးတွေပုံညက်တဲ့သူတွေဆိုရင်ကြောက်တဲတာသို့မဟုတ်ကြောက်ခန့်တဲ့ပတ်သက်တဲ့ရောဂါလေးတွေတော့ဖြစ်တဲ့နောက်ဒုတိယတစ်ချက်ကလေခန္ဓာကိုယ်မှာဖြစ်တဲ့ဂျမ်းမာရီတွေတက်ဆိုင်ရင်စိတ်မှာဖြစ်တဲ့ဂျမ်းမာရီတွေကနည်းနည်းလေးပိုဆိုးတဲ့တိုင်းနာအသံသမီးတွေတချက်သတိထားသေးခြင်းနဲ့ဒီကာလမှာမွန်းချက်နေသလိုဖြစ်နေတာလေး စိတ်တွေလေးနေတာစိတ်တွေလေးနေတာလက်ရှိတော့တဲ့အလုပ်တွေလက်ရှိနေတဲ့နေရာတွေမနေကျင်တော့တာတခုခုသွားကျင်လာကျင်ပောက်ကွဲကျင်တဲ့စိတ်တွေပေါ်တာစသည်အားဖြင့်ပေါ့စိတ်နဲ့ပတ်သက်တဲ့ဟာလေးတွေဝင်လာတတ်တဲ့ဂိမ်းအနှောက်အယှက်လေးတွေဝင်လာတတ်တဲ့တစ်ချက်လေးသတိထားပြီးကိုယ့်ကိုယ်ကိုပြန်ပြီးစဉ်းကျင်ပါတချို့ဟာလေးတွေမှာဒီကလာမှာစိတ်ကစားချက်တွေကိုမထိန်းချုပ်နိုင်လို့ပြောမိဆိုမိလုံမိလိုက်တဲ့အရာလေးတွေကအဲကိုဘွားတို့ကနောင်နာရတဲ့အရာလေးတွေမျက်နှာပြက်စရာအမဲဆက်တွေတခုဖြစ်သွားတတ်တဲ့ဂိမ်းတွေမှာပါတဲ့တို့ကအထူးသတိထားပါလို့အကြံပေးလိုတယ်ကနော် အဲ့တော့ကျမညာလို့အစီအစဉ်ကနေပါပြမယ်ဆိုရင်တော့တနင်္ဂနွေတာသမီဆရာဝန်နဲ့ပဲပြပေးပါအများဆုံးအအနာနဲ့ဆင်းတဲ့တို့ပြီးယောဂတတ်တာပြောက်နေသိမ့်မယ်အဆတ်စာတွေပါရစတော့ချမောင်ကျော်တို့မြို့တို့အချင်းဘက်တို့ငပိငပ်ဖယ်တို့အတက်စာတွေမစားရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းတယ်ဗျာနော်အလောက်ကနေပသက်ပြီးပြောခြင်းတော့ကဒီကလာမှာဘာလို့လို့လောက်အောင်မသိနေပဲလမ်းပြောင်းနေတဲ့သူတွေတွေရှိတယ်ဆိုရင်ကိုပိုင်စီဝါရေးတစ်ခုကိုရှိတဲ့အရင်းအနှီးနဲ့တက်နိုင်တဲ့လောက်လေးစတင်အကောင့်ထဲပို့သိခြင်းနဲ့ဒီကလာမှာကိုပိုင်စီဝါရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင် အဲအနာကတ်မှာပေါ့လေကောင်းကျိုးချမ်းသာလေးတွေအေကံမုတ်ချရရှိတတ်တဲ့ဂိမ်းတွေမှာပါတယ်ဒီချက်ကတော့ကိုကိုတိုင်းတယောက်တည်းအားနဲ့မရရင်စုပေါင်းဆက်ပေါင်းလေးတွေလောက်ရတာအဲဆိုင်အစ်တတခုဖွင့်ရတာလုပ်ငန်းလေးအစ်တတခုစတဲ့အကောင့်တွေဖော်ရတာမျိုးဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတယ်အဲကောင်းတယ်ဗျာလုပ်ဖြစ်အောင်လုပ်ပြီနော်အဲ့တော့အနည်းဆုံးတော့အဲအစားအသောက်နဲ့ပတ်သက်တဲ့အဆိုင်လေးတွေစားသောက်ဝင်လုပ်ငန်းလေးတွေလောက်အရင်ကြိုးပေးတယ်အဒီကလာမှာအဲစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေနော်အစားအစာတွေနဲ့ပတ်သက်တဲ့ရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေကတအားအကျိုးပေးတဲ့ဂိမ်းတွေမှာပါတယ် ကောင်းတယ်ဗျာနော်အဲ့ဒီလုပ်ငန်းလေးတွေကိုစတင်အကောင့်ထဲပေါ်ပြီးလုပ်ပေးပါအဲဝန်ထမ်းနေတဲ့ဝန်ထမ်းနေအနေနဲ့ကဒီကာလမှာအလုပ်လုပ်တဲ့ဆိုလို့ရှိရင် तू ကရတုတို့အင်တို့မတို့ရင်လက်ခတ်တို့တဲ့ဂိမ်းပါတော့ဝန်တော်ဖို့ကောင်းတယ်အဲ့ဒီမှာမှကျွန်တော်ခုနပြောတဲ့စိတ်မှဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အညာအခိုက်လေးတွေကြုံတဲ့အခါမှာအလုပ်လုပ်နေတဲ့လက်ရှိလောက်က तू ကသူတာမန်အမြင်ကြီးမဲ့ဆိုရင်အဆင်ပြေနေတဲ့စုံကိုင်းတော်မှလက်ရှိလောက်ကနေထွက်ချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေတအားပေါ်နေတတ်တယ်အဲ့လိုပေါ်ပြီးတော့ထွက်ခဲ့လို့ရှိရင်နောက်ပြောင်းတဲ့အလုပ်ကကောင်းမှမလားမင်းလုံးဝမကောင်းဘူး ပြောင်းရင်ပုံညံ့တဲ့အညတ်တစ်ခုတခြားဘောက်ရင်ဆိုင်မှာဖြစ်တဲ့တော့လက်ရှိလုပ်တဲ့အလုပ်မှာပဲလုပ်ပြီးတခုတော့ရှိတယ်ထွက်ပြီးတော့တခြားအလုပ်မလုပ်ဘဲနဲ့ကိုပိုင်စီဝိုင်းတခုလုပ်မယ်ဆိုတဲ့သူတွေကတော့ထွက်ပြီးတော့စတင်မှရတယ်ဒါပေမဲ့တခြားလူတွေရဲ့အလုပ်ကိုသွားမြုံမှန်းနေဆိုတော့အလုပ်တခုအလုပ်တခုရှာလို့မရတာရတဲ့အလုပ်တွေကအဲခက်ခဲပြင်မှမှုပြီးခဲ့တဲ့အလုပ်ကထပ်ပိုဆိုးတာမျိုးတွေဖြစ်တဲ့အခါနောက်အလုပ်ခေါင်းပဲပြန်သွားနေတယ်ဆိုတဲ့စိတ်တွေတောင်ပေါ်လာတတ်တယ်ဗျာနော်အဲ့တော့လက်ရှိလုပ်တဲ့အလုပ်တွေမှာပဲသိခံပြီးတော့လုပ်ပေးရမယ်လို့အကြံပေးခြင်းနဲ့ ်အလုပ်ထမ်းမှာကိုယ့်ထက်ကြီးခဲ့တဲ့သူတွေရဲ့ကုညီဆောက်ရှောက်မှန်းသမှုတွေတွေရရှိမှာပါစိတ်မပူပါနဲ့သို့တော့လုပ်ဖို့ကင်မတ်တွေအောက်လက်ငယ်သားတွေကတော့မန္တလေးတက်ခိုက်ပြီးတော့ကျဉ်ကျက်နေတယ်ဗောနော်အများနဲ့တယောက်ဖြစ်ပြီးတော့ကိုယ့်ရဲ့ခေါင်းမှာတက်တဲ့စိတ်သဘောထားကဒီကာလမှာကိုယ့်ကိုကောင်းကောင်းယူဒုက္ခပေးလိုက်မယ်တခါတလေမှာဖြစ်တွေ့ပြီးတိခံရလေးရရှိရင်တိခံပေးလိုက်ပါနော်ကိုမန္တရှင်ဘယ်သူမှကူးမဆိုင်တတ်ပဲနဲ့ခေါင်းမာတဲ့စိတ်နေစိတ်ကားလေးတွေကြောင့်အညာအခိုက်တွေရံအတိုက်ခိုက်တွေပုံများတတ်တဲ့သဘာဝရှိတယ်သတိထားပါနော်ဒါအပြင်ဒီကလာမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ ဲတလင်းလာဂျာသာပရိအဲ့ဒီနေ့နာနေကိုအကြောင်းပြုပြီးတော့စိတ်ပင်မလူပင်မပြဿနာအနောက်ရှက်တွေဖြစ်ကိုဖြစ်တဲ့တယ်အဲ့ဒီမှာအရန်ရင်းနေတဲ့မိစေတွေလည်းပါတယ်လုတ်ဖို့ကင်ဘက်တွေလည်းပါတယ်အဲမိဘနဲ့တာသမီပါတယ်ညီကိုမောင်နှမအချင်းချင်းပါတယ်အဲ့လိုအရန်ရင်းနေတဲ့သူတွေမိပြက်စီပဲဖြစ်တာတဘောတာကွဲလိုက်တာတချို့တွေဆိုရင်တေကန်းပြက်တွေဖြစ်တာတို့တချို့တွေဆိုအမွေပြက်ဆွတ်တော့တာတို့တချို့တွေဆိုလုံးဝအတမကြားကျင်တော့ဘူးဆိုတာတို့အဲဒါမျိုးတွေအားစားလာတဲ့ဂိမ်းတွေပါတော့ အပြောဆိုလေးတွေသတိထားမယ်။တကူဆိုရင်ထိတ်တရင်ဆိုင်တဲ့စာလို့ရှိရင်ရှောင်ထွက်သွားလိုက်ရင်တနင်္လာသားသမီးတွေအတွက်ပို့ပြီးတော့ကောင်းမယ်လို့တောင်ကျွန်တော်ကအကြံပေးလို့ရတယ်နော်။ငွေချေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာဗမာစစ်ပူတရားမလို့ပါဘူး။ဒီတစ်ပတ်ကလာကတနင်္လာသားသမီးတွေအတွက်ငွေချေးကံအမရန်လက်လာပါပွင့်တဲ့ကလာတွေမှာပါတယ်။တချို့တွေဆိုရင်ဆုံချုံထားတဲ့ငွေချေးတွေဒီကလာမှာပြန်ရမယ်ဆိုတော့သတင်းစကားလေးတွေကြားရတာတချို့ကကြတော့အဲအဝေးရောက်နေတဲ့ခိုးသားသမီးတွေကနေပြန်လည်ထောက်ပံ့မှုရတာမျိုးလေးတွေ တချို့တက်ကြီးရွယ်ကိုတွေ့ဆုံဒီကရမှာကိုယ်လာကြောတဲ့သူတွေရှိတာမျိုးစသီးအဖြစ်ပေါ့နော်ငွေကြေးစည်းဝါးလက်လာမှာနဲ့ပတ်သက်ပြီးအဲမော်ယွန်လေးတဲ့ရှုထောက်ကနေငွေကြေးပြောင်းဝင်လာတဲ့ကိန်းထဲမှာပါတော့အဲဘာမှစစ်မှုစရာမလိုဘူးတခုတော့ရှိတယ်ရှိတဲ့ပတ်စံလေးတွေကိုတခြားသူတွေကိုချင်းကားတာတွေအမှန်ငန်လိုက်ပြီးတာတွေတော့လုံးဝလုပ်လို့မရဘူးလောက်ခိုင်တော့အစမပြေမှုအညာအခက်တွေကြုံရတဲ့ကိန်းထဲမှာပါတယ်သတိထားပေးပါဒါအပြင်ဒီကရမှာပတ်စံဘလောက်ပဲရှိတဲ့သူဖြစ်ဖြစ်မြေတွေပါတွေဝယ်တာမြေအယောင်းဝယ်လောက်တာကစားတာတွေလုံးဝမလုပ်ပါနဲ့အရှုံးပေါ်တဲ့ကိန်းလေးတွေရှိပါတယ်သတိထားပါ ဝယ်ခြင်းတပတ်ဆိုရင်အိမ်ဝယ်လို့ရတယ်နော်ဆိုင်တွေပါတယ်ဆိုင်ခန်းတွေပါတယ်ဝယ်လို့ရတယ်ငားစားလို့ရတယ်ကိစ္စမရှိဘူးမြေတည်တန်းကတော့လုံးဝအဝင်မတော်ပါဘူးသတိထားပေးပါနော်အဲပြီးတော့ဒီကတော့မှာအဲအခြေအိမ်တော်နဲ့ပတ်သက်လို့ရှင်ပေါ့တနင်္လာသားသမီးတွေကံညတဲ့အကြောင်းမရှိပါဘူးဗျာနော်ချစ်လို့မရှိတဲ့သူတွေဆိုတော့မှဒီကလာမှကိုယ်ကိုလာကန်းလာတဲ့ချစ်ဆိုတဲ့သူတွေတွေနဲ့ကြုံရတတ်တဲ့ဂိမ်းမှာရှိမယ်စိတ်ကြရွှေ့ပါချစ်လို့ရှိတဲ့သူတွေလည်းအိမ်အောင်ကြတာမင်္ဂလာကိစ္စတွေတွေစကားပြောတတ်တဲ့ဂိမ်းတွေရှိတယ်။ဟောအိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှင်တော့ဒီကလာမှလည်း ရံဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်တာပို့ပြီးများတယ်ဗျဟိုပြေးပြေးလည်းလည်းအဆင်ပြေတာထက်စာရင်လေဟိုကွဲလာမေးတော့လည်းမကွဲဘူးအဆင်ပြေလာတော့မေးတော့လည်းမပြေဘူးပေါ့လေနော်အဲရံဖြစ်လိုက်ပြန်ချစ်လိုက်နဲ့အဲ့လိုပုံစံနဲ့သွားတာမျိုးတွေများတယ်တခုတော့ရှိပါတယ်ချစ်သူအိမ်တော်ဘက်ကကြာတာပြေလို့ဘုဒ္ဓခုလို့ဆိုတော့ကိုယ့်ကိုစိတ်ဒုက္ခလေးပေးပြီးကိုယ့်စီကထွက်သွားတာမျိုးတွေဖြစ်တဲ့ကိစ္စမှာပါတယ်သတိထားပေးမယ်နော်အဲ့တော့အဲတနင်္လာသားသမီးတွေပညာရေးနဲ့ပတ်သက်ရောကောင်းလားဆိုတော့ပညာရေးဘက်မှာတော့နည်းနည်းလေးအညာအခိုက်လေးတွေတွားရှိတယ်သတိထားပေးမယ်စိတ်တွေလေပြီးတော့စိတ်နဲ့ပတ်သက်ပြီးတော့မွန်းကျက်နေတဲ့လူမျိုးတွေဖြစ်တဲ့အခါ ဆောင်းဝဲဖြစ်မဲ့ခါမှာလည်းအာယုံကိုအပြေအဝါမထည့်နိုင်တဲ့ခါမှာဆောင်းဝဲကြက်တဲ့ကိန်းလေးရှိတော့သတိထားဆောင်းရွက်ပေးဖို့လိုတယ်ဗျာနော်။အောင်နိုဝါလာ26 29 29 30 31နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေကအခက်အခဲအားလုံးကိုအောင်မြင်စွာကျော်လွှမ်းနိုင်တယ်။ငွေကြေးစည်းဝါးကံပွင့်တယ်ဗောနော်။တိုးတက်တဲ့လမ်းတွေပေါ်ပေါက်လာမဲ့ရက်အပိုင်းခြားတွေဖြစ်တာတွေ့ရတယ်။ဆိုတော့ကိုရင်းမြေနာတဲ့ကိစ္စတွေကနေပြန်ပြီးတော့အကျိုးမြတ်ခံစားရတာမျိုးတွေကြုံရတတ်တယ်။အိမ်ပြင်သားတို့အိမ်ဆောက်တာတို့အလုပ်အသစ်ရတာတို့ ိုးသစ်အိမ်သစ်ရတာတို့နေရထိုင်ခင်းအပြောင်းလဲအတွက်ပြောဆိုဆောင်ရွက်ရတာမျိုးတွေအစားကြုံရတဲ့ကိန်းတွေရှိတယ်။လုပ်ငန်းအသစ်တစ်ခုတွေစတင်အကောင့်နဲ့ဖော်ရတဲ့တချို့တွေဆိုအပြိုင်ဆိုင်တွေကြားထဲမှာအိတ်ကလာမှာအောင်မြင်တဲ့စုစည်းတွေရရှိပိုင်ဆိုင်တာတို့နော်ရာရုတိုးတာတို့တကယ်ဟိုတချို့တွေဆိုဝန်ထမ်းတွေဆိုတာဆိုနိုင်ငံရေးအကြီးအကဲတွေပါတယ်ဖြစ်တယ်လို့ခေါ်တာပေါ့နော်နိုင်ငံတော်အကြီးအကဲတွေပါတယ်ဖြစ်တယ်လို့ခေါ်တာပေါ့အရန်ကောင်းတဲ့ထဲမှာပါပါတယ်အနော်ဗလာ28ရက်တရက်ကတော့အညံ့လေးတွေရှိတယ်သတိထားပေးလူရင်းလူယုံဒုက္ခပေးပြီးအဲမိတ်ဆွေအချင်းချင်းကိုတော့ကမိဘနဲ့တာသမီညီကိုမောင်နှမအချင်းချင်းစိတ်ဝမ်းကိုတာလေးတွေစကားများတာလေးတွေဖြစ်တဲ့ ဲ့တော့အတ္တလေးတွေရှောင်းမယ်အဲထိတ်တရင်ဆန်တာလေးတွေရှောင်းမယ်အဲမေတ္တာနဲ့ဆက်ဆံပြောဆိုကြပါလို့အကြံပေးလိုရတယ်เนาะအဲ့တော့ကံတရားရထောက်မမှုအပြည့်ဝရအောင်အနိယောင်ကြက်သွေးအောင်ပန်းအောင်ခန်းအောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးရမယ်ဇပယ်ပန်းကြောက်စိမ်ပန်းဂန္ဓမာပန်းရောင်စုံเนาะတစ္ဆပန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေမှအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့တုံဆွဲပေးပါအဲ့တော့တဏှာသာသမီတွေဒီတစ်ခါကာလမှာ ကြုံရတဲ့အညံ့တွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းစေခြင်းနဲ့ဆိုရင်ရရလေးအနေနဲ့မလုပ်ရမလဲဆိုတော့ကိုထံပို့ပြီးတော့ကြီးခဲ့တဲ့ဗောနော်အသက်ကြီးကြီးရောအဖိုးဖွားတွေကိုတရားစာအုပ်လေးတအုပ်ရဲနော်သူတို့စာပို့သားဖို့အတွက်ဗောနော်စေဝါဒါနနဲ့တက်စာလေးတွဲပြီးတော့ဒါနပြုလူတန်းပြအောင်လူတန်းပေးလိုက်ပါလက်ရှိရောက်တဲ့အဆင့်နဲ့ထက်နောက်တစ်ဆင့်မြင့်ကိုမြင့်သွားပါလိမ့်မယ်ကြုံနေရတဲ့အညံ့ခိုက်အတိုက်ခိုက်လေးတွေပြေပြောင်းအောင်စာကလေးကလေးငါးကောင်ကိုကိုယ့်ရဲ့မွေးနေ့မှာလွတ်ပြအောင်လွတ်ပေးလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံ့တွေအေကံမုတ်ချပြေပြောင်းသွားပါလိမ့်မယ် တနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါရစေဗျာနော်